ဆရာမန်းတင်ဤဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်ပေါင်းပြုံးချူစာအုပ်မှာလူမှုတကြီးလိုအမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါတယ်။အစိုးရကလည်းလူမှုအစိုးရလူမှုစီဝေးပွဲလူမှုအရေးဆိုပွဲလူမှုတိုက်ပွဲများကိုလည်းမကြာခဏဆင်ရင်နေကြတဲ့တမယဖြစ်တယ်။လူမှုမိတ်ဆွေ လူမှုရန်သူ လူမှုခေါင်းဆောင်ဟူသောဝေါ်ဟာရများလည်းပေါက်ပွားလာခဲ့လေပြီ။အမှန်စင်စစ်အားဖြင့် ယခုခေတ်တွင် နေရတကား၌လူရုနှင့်ကင်ပေါက်နေကြလေတော့တယ်လူရုဒီဟူသောနာမဝိသေသနာကိုရေလဲနှင့် ပေါ်ပေါ်ကြီးသုံးဆွဲနေကြတဲ့ဖြစ်ပေတကားလူရုလက်ဖက်ရည်ဆိုင်လူရုပင်မင်းလူရုသတင်းစာလူရုပျော်ပွဲစားရုံလူရုကိတ်မုတ်လူရုမြေပဲလော်လူရုဘာလူရုညာဟာ မရေမတွက်နိုင်တော့ဘီနေရတကားမှာလူရု ဟိုမလဲလူတို့ဒီမလဲလူတို့ရှေ့မှာနာမဝိသေသနအမျိုးမျိုးတက်၍လူတို့ကိုတုံးဆွဲကြသည်လေသမားလူတို့အလုတ်သမားလူတို့ကလားလူတို့မြန်မာလူတို့အင်္ဂလိပ်လူတို့လူတို့တွေစုံးလို့ဟောလာပြန်ကြည့်ပြီမောင်ပြုံးချိုတို့နေတွင်လူတို့တကြီးရွေးပွဲတွေကျင်းပရပေအောင်တော်မယ်လူတို့ကတင်မြောက်သောတကြီးကိုလူတို့တကြီးလို့ခေါ်ပါတယ် ယခုရှိရင်ဆွဲတကြီးတွေကလူလူက တင်းမြောက်သောတကြီးမဟုတ်ပါလောအများအားဖြင့်ရှိရင်ဆွဲတကြီးများသည်လေမဟာသမရမင်းတကယ်သူပင် အများသဘောတူ တင်းမြောက်တဲ့တကြီးမင်းများဖြစ်ကြပေတယ်သို့တော်လေထိုအိုမင်းဟောင်းလွှမ်းနေသောတကြီးများကိုတစ်လွင်နေသောယခုလူလူကမကြိုက်နိုင်တော့ဘူးဟုဆိုတယ်ထိုကဲ့သို့ခင့်မမီတဲ့တကြီးများကို ယခုမျက်စိကျဲသောတက်လူများက မလူချင်တော့ဘီမျက်စိကျဲသောလူတို့ဟာမျက်စိကျင်းသောတကြီးကို မကြည့်လို့တော့ဘီဒီတကြီးတွေဟာဗျူလိုကလနဲ့စိတ်ဝင်နေပြီပြုပြင်လို့မရတော့ဘူးခင့်မမီတော့ဘူးဖြုတ်ပစ်ဖို့ပဲ ကောင်းတော့တယ်တကြီးရွေးတင်တဲ့အခါမှာလဲငငယ်ရွယ်ရွယ်ဖြစ်ဖြစ်လက်လက်လူကိုတင်ဖို့လိုတယ်အဖိုးကြီးတွေတင်လို့မဟန်ဘူးဖုန်ကြီးအိုเจ้าหมอတင်တယ်လို့ပေါ့ကွာခဏခဏဖုန်ကြီးပြန်လုံနေရမယ် ဤအတန်များကခိဤကျွေးကြော်တန်များဖြစ်လေတယ်တို့နှင့်ရှိရင်ဆွဲတကြီးများကိုယာရုမရက်စဲကလူလူတကြီးများကိုပြန်လဲရွေးကောက်ရန်ရှောက်လွားများခေါ်ရလေတယ်မောင်ပြုံးချူဤယုံတွင်ရှောက်လွားတွင်ဟီးတိုက်၍ဝင်လာလေတယ်အချို့တကြီးလူပါးများကမူရွာထဲ၌ကြော်ညာခြင်းမရှိဘဲတိတ်တဆိတ်ပြိုင်သူမရှိတကယ်သူ တယောက်တည်းလာ၍ရှောက်လွာတင်ကြတယ်ဒီလိုအခါများကြတော့နောက်တဖန်ထပ်၍ကြင်ညာနေရပြန်တယ်ဒီလိုအချိန်တွင်မြို့ပိုင်တွင်အခက်အခဲနဲ့အတွေ့ရဆုံးအချိန်ဖြစ်တယ်အသက်55နှစ်ကျော်၍ပြန်လဲရှောက်ထားခွင့်ရတော့မည်မဟုတ်သောတကြီးတို့ဟာအလုတ်တွင်စိတ်ဝင်စားခြင်းလုံးဝမရှိတော့ကြီးအမတော်ကြီးကိစ္စကိုလည်းသူဘီယူမဆိုင်အခွန်ကောက်ရံကိုလည်းသူမမှု့ ယုံအမိန်ကိုလည်းမနာခံထင်ရကျဲလီတော့တယ်ပြုတ်မဲ့တူတူမထူးတော့ပါဘူးဆိုကကြက်ဝိုင်းကလေးများလည်းတိတ်တိတ်ပုံထောင်းလိုက်သေးတယ်အရက်ကလေးများလည်းချက်လိုက်သေးတယ်ပြန်လဲအရွေးခံမဲ့တကြီးများမှာတော့မဲအေးမှုစူးစားပါကျွန်တော်တို့မှာချွေးတလုံးလုံးဖြစ်နေကြလေတယ်တနစ်ကြာလို့မှယုံတို့ခြေဦးမလှဲ့ဘူးတဲ့တကြီးပေတကြီးကတ်များလည်းသူတို့အိမ်နဲ့ယုံအိမ်ဦးနဲ့ကျမ်းပြင်ဖြစ်နေလေတယ် ရွာသားတွေအတွက်အမတော်ကြီးရှောက်ပေးရသည်မှလည်းအမောသူ့ရွာတွင်လူအများအလုတ်အကင်မဲ့၍စားရမယ့်တောက်ရမယ့်ဖြစ်နေပါတယ်လို့ဆိုကာအငတ်စင်းတွေကိုလည်းတပြုံတစ်ခေါင်းကြီးလာပေးလိုက်သေးတယ်သူ့အားမဲပေးမဲ့သူတွေကို အကုန်လုံးစင်းရင်တွင်ထဲ့လာလေတော့တယ်တပွဲတလန်အကဲဆန်းကြမဲ့တကြီးလောင်းတွေကလည်းလူတို့အတွက်ပြပြတလဲတအားခဲပြီးအလုတ်လုံနေကြလေတယ် ိုမာလဲသူတို့ဒီမာလဲသူတို့သူတို့ကိုပဲရှောင်ရွေ့ပင်မလွတ်အချို့လဲရိုးရိုးသားသားပင်မိမိသဘောကျသလိုနိုင်ငံရေးပါတီများရဲ့လက်မှတ်ကို ယူထားကြလေတယ်အချို့လဲမဲရယုံလောက်သာရည်ရွယ်လျက်အရေးအမျိုးမျိုးကိုခြုံထားကြလေတယ်မောင်ပြုံးချိုရဲ့နေတွင်ဘွားချောင်းရွာဟာနာမည်အကြီးဆုံးဖြစ်တယ်နွားခိုးတို့ဤပုံအောင်ရဒေတာဖြစ်တယ် အယက်သမားတို့ဤမိခိုရာလဲမြည်တယ်။ဓမြသခိုးကိုလူစိုးတို့ဤစံပြော်ရာလဲဟူဤထိုကျေးရွာကိုလွန်ခဲ့သောနှစ်ပေါင်း15နှစ်လောက်ကလေးကစိုးမိုးအုပ်ချုပ်ခဲ့သောတကြီးမင်းဥပချစ်ဟာ သူ့ရဲ့ယာစပလင်မငိမ်မသက်ရှိနေတာကို တုံ့လုံသောအမူအရာဖြင့်အကဲခတ်လျက်ရှိတယ်။သူနဲ့ရှင်ပြိုင်လျှောက်ထားအရွေးခံမဲ့သူ၃ဦးပေါ်ပေါက်နေပါတယ်။မောင်ပြုံးချူက သူ့တကြီးမင်းကိုဤတို့မေးတယ်။ဘယ်နဲ့လဲတကြီးမင်းဟန်မမလား။ဟဲဟဲဟဲဟန်ရမပေါ်မြို့အောင်မင်းဟာ။သူပြောလို့သာကြားလိုက်ရတယ်။မောင်ပြုံးချူကတော့ဘယ်နည်းနဲ့မှသူ့ရမယ်မထင်။နောက်၃ရက်ကြာသောအခါသူနဲ့ရှင်ပြိုင်အရွေးခံရမယ်သူ။သုံးဦးအနက်မှာတဦးဖြစ်သူဦးဖိုးထောင်ဟာအရွေးမခံတော့ပါဆို၍သူ့လျှောက်လွာကို ပြန်လဲရုပ်သိမ်းသွားလေတယ်။ ဥပါချေဘလို့ခြေထိုးလိုက်သည်မသိသူနဲ့ရှင်ပြိုင်အရွေးခံရန်ဥတာထွန်းနဲ့ကိုဖိုးမြင့်နှစ်ဦးသာကြံတော့တယ်ဥတာထွန်းနဲ့ကိုဖိုးမြင့်တို့လည်းတလှုပ်လှုပ်တရွရွဖြစ်ကာမြို့မှာမိမိတို့အဖွဲ့ခေါင်းဆောင်များကိုဖိတ်ကြား၍ရွာထဲတွင်တရားပွဲများကျင်းပလျက်ရှိလေဒီတကြီးဟာကျုပ်တို့ကိုအုပ်ချုပ်လာတာ15နှစ်ရှိပြီဘာတစ်ခုမှကောင်းတာမလုပ်ခဲ့ဘူး ဘူလိုကလနတ်တွေနဲ့ပေါင်းပြီးမဟုတ်တာကြီးလုပ်တယ်။ဟိုတနစ်က အမတော်ကြီးထုတ်တုံးကလည်းချုပ်တို့စီကတယောက်တမတ်တောင်းတယ်။ဘာကောင်းတယ်လဲ။အုတ်ချုံမှုလည်းတိတ်ညံပြင်းတာပဲ။ရွာထဲမှာနွားခိုးတွေအရက်သမားတွေဘိန်းဘုံစားတွေတိတ်ပေါ်တယ်။ဒီရွာဟာနာမည်ပြက်နေတယ်။အခုဖြစ်နေတာကဒီရွာသားဆိုရင်ဘယ်သူကမှလူကောင်းလို့မထင်ဘူး။လူဆိုးနဲ့တခိုးကြီးထင်တာပဲ။ဒါကြောင့် ဒီလိုမတမာမှုတွေကိုပပျောက်အောင်လူမှုတကြီးတင်ပြီးလုပ်ရမယ်။ဥတာထုံးဘက်မှ လူတွေက ဟောကြပြောကြတယ်။ကိုဖိုးမြစ်ဘက်ကလူများကလည်းဤနည်းဖြင့်တကြီးကို ရှုံချ၍ပြောဟောကမဲဆွေကြလေတယ်။တကြီးမင်းဥပချစ်ကအပြုံးမင်းမပြက်လာတာသောညတညတွင်တကြီးမင်းကအရက်ထဲမှာဩဇာတိတ်ကမရှိသူများကို သူ့အိမ်သို့ဖိတ်ကြားထားလေတယ်။ ရွာဦးဖုံတော်ကြီးเจ้าမှဝတ်တက်ကြီးစီတန်းကိုနာခံရင်းလူကြီးမင်းများတကြီးမင်းထံသို့ရောက်လာကြလေတယ်။တကြီးမင်းဟာ သူ့ရဲ့ခြံဝင်းအတွင်းရှိမြေကွက်လက်တွင်ခုံတန်းရှည်များကလတ်ထိုင်များကိုချထားလေတယ်။လူပေါင်း90ခန့်ဖိတ်မန်ကပြုတ်ထားလေရာလူဆုံးလင်ပေါင်းမှချကားစားအရက်ဖြူကိုလက်ဖက်ရည်ပကံလုံးများတွင်ထည့်၍တလဲစီလိုက်ပေးလေတယ်။တကြီးမင်းဤသားအာလူဟာ ဒီနေရာတွင် အတော်ဖြက်လက်တယ်။ဖခင်ဤအဖော်အားကိုးရာဖြစ်တယ်။လာမင်းသည် ထိန်ထိန်ပနေလေရဲ့။လာရောက်ထိုးနေသောတကြီးမင်းဤအိမ်မှသွန်မိုးကို အဝေးမှပင် အထင်းသားမြင်နေရတယ်။အဲပရိသတ်များလည်းအရက်ဖြူတပကံလောက်ဝင်မိလင် ရှာသွက်အာသွက်ဖြစ်လာကြလေတယ်။ဒီအချိန်တွင်တကြီးသားအာလူက ပကံများကြီးနှင့် အမဲသားနှက်တွေကို ယူလာပြန်တယ်။ကဲကဲစားကြဗျာ။ အမဲသားနုနုကလေးနှက်ထားတာဗျ။ဧည့်သည်အပေါင်းတို့သည်လည်းအာနာသောအားဖြင့်အတုံးခတ်ကြီးကြီးများကို ရွေးကာသုံးဆောင်ကြကုန်လေ။ဟေးမောင်ဘချစ်ကဲမင်းအမဲနှက်ကကောင်းသဟဲ့။နှက်ခမ်းမွေးဖြူဖြူကြီးနဲ့အဖိုးကြီးတယောက်ကဆိုတယ်။လက်လက်ဆက်ဆက်ကိုဘာကြီးအောင်ရဲ့။အေးဒါတော့ဟုတ်ပါရဲ့။မင်းဟာက တခွက်ထဲနဲ့ပြီးရတော့မှလား။အာတော့မစုပ်ဘူး။ရပါတယ်ရပါတယ်လူတို့လောက်ရပါတယ်။ သုံးပေါင်းတောင်တဲထားတယ်။ဒါနဲ့မှမလောက်ရင်စိန်ကောင်းအိမ်ကယူပေးပါမယ်။အေးကွယ်ဒီလိုအခါတော့ငါသားလေးအောက်မေ့တကွယ်။လောကနီတိအဆူအဖြစ်အရသာနဲ့ပြည့်စုံသောအာဟာရကိုသုံးဆောင်ရသောအခါချစ်ခင်ယင်းနီသူကိုတတိယမြဲသည်။လွတ်လူပြီမဟုတ်လား။တကြီးကမေးတယ်။လွတ်လူပါပြီ။ရှေ့လာမယ်ထင်တယ်။အဲ့ဒါတာထွန်းတို့လက်ချက်ပေါ့။ကျွန်တော်ကမသိချင်အောင်စောင်းနေတာ။ ဒီကောင်သွားတို့တာခိုးတဲ့နွားရောတခါတည်းမိတော့မကယ်နိုင်တော့ဘူးတကြီးကခြေတစ်ချောင်းထိုးလိုက်လေတယ်အေးပေါ်ကွာဒါတောင်ဒီကောင်ကတကြီးလို့အောင်မတဲ့ဟင်ခွေးမသားငါသားထောင်ချတဲ့ကောင် အဖိုးကြီးဟာအရက်တစ်ခွက်ကိုမော့ချလိုက်ပြီးရင်တတွေးကိုပြစ်ခနဲထွေးလိုက်က အမဲသားတို့ကိုကင်လိုက်လေဟုတ်တယ်ဒီကောင်သားတကြီးဖြစ်ရင်ကျုပ်တို့ဒုက္ခပဲကျုပ်တို့ဒီဝါမှာတော့နေနိုင်မှာမဟုတ်ဘူး မကြာမီကအရက်ချက်မှုနဲ့ထောင်ချပြီးလွတ်လာသူ ဖိုးထူးကအရက်တန်နဲ့ပြောပြန်လေတယ်ဒီအချိန်တွင် အခါအခွင့်ကိုစောင့်မျှော်လျက်ရှိသောတကြီးမင်းကစကားဆလေတော့တယ်အခု ကျွန်တော်ခေါ်ပြီးကြွေးတာမွေးတာကတကြီးကိစ္စနဲ့ဘာမှမဆိုင်ဘူးဗျတတ်တတ်မဲ့အလှလုပ်တာတကြီးကိစ္စတော့ခမားတို့စလာလို့သာပြောရအောင်မယ်ဤတို့ဏီတန်းသွေကရက်လိုက်ပြန်တယ်လူတွေက ငြိမ်ပြီးနားထောင်နေလေရာတခါတရံတတွေးထွေးတန်နဲ့လေကျင်တက်တန်များကိုသာကြားရတယ်။ပကြီးမင်းစကားဆက်ပြန်လေတယ်။ကျွန်တော်အခြေအနေလဲခမားတို့သိတဲ့အတိုင်းတသက်စားမကုန်နိုင်ပါဘူး။ကျွန်တော်တကြီးလုံနေတာခမားတို့အတွက်လုံနေတာပါ။ခမားတို့အပေါ်များကျွန်တော်မတရားတာဘာလို့ဖူးလို့တော့။ကဲပြောကြစမ်းပါ။ညီသူမြမဖြေကြကြီး။တကြီးကစကားဆက်ပြန်လေတယ်။သူတို့က ဟိုအမတော်ကြီးထုတ်တုံးကတမက်စီတောင်းတာပြောနေတယ်။အဲ့ဒါမြို့ဦးက တောင်းခိုင်းလို့တောင်းရတာဗျ။ကျွန်တော်ရတာမဟုတ်ဘူး။ပြီးတော့ကျွန်တော်ကို အုတ်ချုပ်မှုမကောင်းဘူးတဲ့။ဒီရွာမယ်အရက်ချက်တဲ့လူတွေပေါ်တယ်။နွားတက်တဲ့လူတွေပေါ်တဲ့။ဖျားတကားတွေကလေကျွန်တော်ထွက်ပေးလိုက်ပါမယ်။သူတို့ဒီလောက်တောင်တကြီးလှုပ်ချင်ရင်လှုပ်ကြစမ်းပါစီ။လူတွေလှုပ်လှုပ်ရွရွဖြစ်သွားလေတယ်။တရွေးထွေးတန်အာမေရိကန်တွေ ထွက်ပေါ်လာလေဟာမထွက်ပါနဲ့ထွက်သွားလို့ဘာဖြစ်မလဲကိုကောင်တွေနဲ့ကျုပ်တို့နဲ့မဖြစ်ပါဘူးဟူသောအတန်များထွက်ပေါ်လာရာဥပချေဟာအတော်ပီတိသောမနာတာဖြစ်သွားလေတယ်သို့တော်ညာလေသူကထမှန်၍မူလိုက်ပြန်တယ်မဟုတ်ဘူးကျွန်တော်ရွာသားတွေကကျွန်တော်ကိုမလိုချင်ဘူးဆိုရင်ထွက်ရုံပေါ့လုတ်ချင်တဲ့သူတက်လုတ်ပါစေကျွန်တော်ဒီတကြီးအလုတ်ကိုမမမောပါဘူးဖိုးကြီးဟာ တရင်တရိုင်းနဲ့လက်တစ်ဖက်မှာအမဲသားတို့အခြားလက်တစ်ဖက်မှာအရက်ပကံကိုကင်ကနေရာမှထလိုက်။ဟေးမောင်မချစ်မင်းမထွက်ရဘူးမမမထွက်ရဘူးကွပြောရင်းဆိုရင်လဲကျသွားလျာအနီးမှလူကဖေးထားလိုက်လေတယ်။ကျွန်တော်တို့ရွာဟာအလွန်ဆင်းရဲတယ်။မုတ်ဆိုးမတွေလည်းအလွန်ပေါတယ်။ဒါကြောင့်မတက်တာလို့အရက်ချက်ရောင်းကြရတယ်။လူတစ်ယောက်က ရှာလေးလေးနဲ့ပြောလေတယ်။ကျွန်တော်ဘယ်တော့မှဖမ်းမှုတလဲ။တကြီးမင်းကဂုံဖော်လိုက်တယ်။ဟုတ်တယ်။တကြီးမင်းစီတလုံးပို့လိုက်ရင်ပြီးတာပဲ။အတန်တန်ထွက်လာလေ။ဟုတ်တယ်။ကျွန်တော်ကလည်းကြိုက်တဲ့တကူဟဲဟဲပြီးတော့နွားတက်တယ်။ကျွန်တော်ဘာလို့ဖူးတလဲ။တကြီးမင်းစီဥုံစုံသေးစုံပို့လိုက်ရင်ကိစ္စပြီးတာပါပဲ။ဟဲဟဲကျွန်တော်ကလည်းကြိုက်တဲ့တကူ တကြီးကိုယ်တိုင်အတန်ထွေနေသည့်အထဲတခွတ်မော့လိုက်ပြန်တယ်အမဲသားတို့ကိုခဲလိုက်ပြန်တယ်နောက်စကားဆက်ပြန်တယ်အဲ့ဒီတော့ကို့တကြီးနဲ့ကို့ရွာသားဘလောက်ဟန်တယ်လဲဟိုးပြူလာဓမြတိုက်တုံးကလည်းပလိတ်မမိအောင်ကျွန်တော်ကိုယ်တိုင်ဝတ်ထားတယ်မဟုတ်လားဒီထက်တော့ကျွန်တော်ခမည်းတော်အတွက်မလုံနိုင်တော့ဘူးဒါလောက်တောင်ခမည်းတော်အတွက်ဆောင်ရွက်နေတဲ့အထဲကျွန်တော်ကိုမကြိုက်ဘူးဆိုရင်လေခမည်းတော်သဘောပေါ့ဟိုးဟိုး ဟေးမောင်မချေမင်းကိုဘသူကမကြိုက်ဘူးပြောသလိုမကြိုက်ဘူးပြောတဲ့ကောင်ငါနွားတက်တဲ့ဓာတ်နဲ့ခုတ်မယ်ဖိုးကြီးတယောက်ကထပြီးစူပြန်တယ်ကဲဦးလေးပါချေလူငယ်တယောက်ကထပြီးပြောတယ်ဦးလေးဟာကျွန်တော်တို့ကျေးဇူးရှင်ကြီးပဲအရက်ချက်လည်းမဖမ်းဘူးနွားခိုးလည်းမမြင်ကြအောင်ဆောင်တယ်ဓမြတွေလည်းဖွက်ပေးတယ်နင်းနေပါပါဝေစု ပေးရတာဘာအရေးကြီးလဲဗျာနော် အမတော်တို့အခွန်တော်တို့လည်းဘယ်တော့မှ အတင်းအကျပ်မတောင်းဘူးဦးလေးဘချစ်ဟာကျွန်တော်တို့လူတို့အချိုးကိုအကြည့်ဆုံးပဲဒါကြောင့်ဦးလေးဘချစ်ပြန်အွေးခံပါကျွန်တော်ရအောင်ဆောင်ရွက်ပေးပါမယ်ထိုစကားကို ကြားတော့အရက်ချက်သမားလူတို့နွားခိုးလူတို့နဲ့ဓမြလူတို့ကတာရုသုံးချိန်ခေါ်ကြကုန်တယ်။ကောင်းကြီးဩဘာပေးကြတယ်။အမှုမောဒနာပြုကြကုန်တယ်။ကဲဒီလိုဆိုရင်အများကတောင်းပန်လဲ။ လောက်ရတာဘောလို့ပူပါချစ်ကအာမဝန္တာခံလိုက်ရလေတယ်မဲရွေးပွဲနေ့တွင်ဥတာထွန်းနဲ့မောင်ဖိုးမြင့်တို့မှမြို့က အဖွဲအသီးသီးကိုယ်စလဲများရောက်လာ၍ပါဇက်ပြဲအောင် အော်ကာဟစ်ကတရားဟောကအားပေးနေကြတော့လေမဲရေတွက်လိုက်တော့ခါဥပချစ် အများဆုံးရရှိနေတာကို တွေ့ရလေတယ်ထို့ကြောင့်ဥပချစ်ဟာ လူဒုတကြီးဖြစ်ရပြန်လေတယ် ဂျာနေကျော်1949ဒီဇင်ဘာတရက်ဆ ਿਆ မန်းတီဤဒုတိယကြိမ်ထုတ်ဝေသောမြို့ပိုင်မောင်ပြုံးချူစာအုပ်မှာလူမှုတကြီးလို့အမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါရဲ့ရှင်။